အားလုံးပဲမင်္ဂလာပါ Bomi Sky TV မှာကြိုဆိုပါရစေကျွန်တော်တို့မတွေ့တာတော့ကြာသွားပြီကျွန်တော်နောက်ဆုံးတင်တဲ့ဗီဒီယိုကနေအခုဒီဗီဒီယိုကြားထဲမှာဆိုရင်တစ်နှစ်ခွဲလောက်ရှိတယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်လည်းဒီ personal ကိစ္စတွေနဲ့လုံများပြီးတော့ဒီတစ်နှစ်ခွဲလောက်မှာဘာမှမတင်ပြဘူးအဲ့တော့အခုဒီပထမဆုံးပြန်တင်တဲ့ဗီဒီယိုမှာဟိုကျွန်တော်အလောက်ရှာတော့อ่ะပေါ့နော်ကျွန်တော်ပထမဆုံးအလောက်ရှာတော့က ကြုံတွေ့ခဲ့တဲ့အလွဲမှားလေးတွေတချို့ ਨੇ ပြောပြခြင်းပါတယ် worst experience ပေါ့နော် worst interview experience လေးနှစ်ခု ਨੇ ပြောပြခြင်းပါတယ်အဲ့တော့အဲ့ဒီအချိန်ကာလတုန်းကပေါ့နော်ကျွန်တော်ထင်တယ်အချိန်အားဖြင့်ဆို2013 2014လောက်ပေါ့ကျွန်တော်ပေါ်လီယန်နေပြီးပြီးချင်းကြောင်းပြီးပြီးချင်းမှာပထမဆုံးလှုပ်ရှားဖို့စ조사နေတဲ့အချိန်ပေါ့နော်အဲ့ဒီခေတ်ကာလကဟိုပြောမယ်ဆိုရင် aspas criteria အနေနဲ့ဆိုအရင်မခက်ဘူးဗျဟိုလစာ2000လောက်ရရဲဆို S pass ရပြီအခုခေတ်လိုမျိုးမခက်ဘူးဗောနော်အာဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲဒီတော့ကျွန်တော်ဆက်ဆက်ရှာခြင်းတော့အခုအချိန်မှာရှာနေတဲ့လူငယ်တွေအကိုတွေမတွေလိုပဲအာကျွန်တော်ဖြစ်နိုင်တဲ့ရွေးတော့ကျွန်တော်မေဂျာနဲ့ဆိုင်တဲ့အလုပ်တွေဦးစားပေးစားလျှောက်တယ်ဗောနော်အာမေဂျာနဲ့ဆိုင်တဲ့အလုပ်တွေရှောက်တယ်ဒါမှမဟုတ် admin အလုပ်တွေပေါ့ အာ admin လုပ်တွေလဲရှောက်တယ်ပြောမှဆိုရင်တော်တော်များများကိုလိုက်ရှောက်ဖြစ်တယ်ပေါ့လားဒါပေမဲ့ဖြစ်ချင်တော့အဲ့လိုမျိုးပဲဒီခုတော်တော်များများကြုံတွေ့သလိုပဲကိုစီကို reply နေရမလားအတလာမလားထားပါတော့အာအဲ့လိုမျိုးတွေနဲ့ဆောင်း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 တနေ့ကျတော့အာအင်တာဗျူးတစ်ခုဖုန်းဆက်လာအဒီချိန်ဒီနေရာကိုလာခဲ့ပြီးလို့ရမလားโอเคပေါ့အဲ့တော့နည်းနည်းတက်ကြတက်ကြွားရတော့အဲ့ဒါနဲ့အာသူခေါ်တဲ့နေရာကိုသွားရတော့ပေါ့နော် သွားတယ်ဆိုတော့ဟိုကျွန်တော်တို့ဒီကနေပြီးတော့မမဲရဆိုကျွန်တော်အိမ်ကနေဆိုရထားလဲစီးရတယ်ကားလဲဟိုအဲ့ဒီရောဟိုဘတ်စ်လဲစီးရတယ် MRT လဲစီးရတယ်ပေါ့နော်အဲ့ဒါနဲ့ဟိုချောချောမွမွေပဲသွားရင်သွားရင်လည်းဒါပေမဲ့ဖြစ်ချင်တော့အဲ့အဲ့ဒီသူတို့ယုံနာရောက်ခံနီးမှာမိုးတွေကတဲတဲမဲမဲထချရွာချလာအောင်ရွာချလာပြီတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကထီးလဲပါတော့ပါတယ်သို့တော့အာ မိုးကအရန်သေးတဲ့အချိန်ကြတော့ဗျာဟိုကျွန်တော်ဟို6ရက်တည်း6ရက်တည်းတို့ဘာလို့ရရေဆိုရွှဲသွားဆိုရွှဲသွားပြီးတော့အဲ့လိုတကူလုံးကလည်းမိုးတွေဆိုနေသလိုဖြစ်နေတာပေါ့နော်ဟိုမှာထီးပါတော့ညာလည်းမိုးကလေရောမိုးရောအရန်သေးတဲ့အချိန်ကြတော့အဲ့လိုမျိုးပေါ့ဗျာဒီခန့်6ရက်တခုလုံးကဆိုရွှဲသွားဆိုရွှဲသွားပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ကျွန်တော်အဲ့ကိုအင်တာဗျူးခေါ်တဲ့ကုမ္ပဏီရောက်တာပေါ့ ုမ္ပဏီရောက်ပြီးတော့အင်တာဗျူးအခမ်းအနားရောက်တဲ့အချိန်မှာသူတို့ရုံးကလည်းလုံးဝအဲကုန်းကြီးကအေးနေအောင်ဖွင့်တာ။ဟာအဲအချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ကကျွန်တော်ရဲ့ပုံစံအဲ့လိုမျိုးပြန်လုံးဝဟိုဟိုကျွတ်ဆုပ်လိုဖြစ်ပြီးတော့လုံးဝချမ်းဆိုင်ပြီးတော့ဒူးတွေရောအားလိုတွေဖြစ်နေသူတို့ကတော့ကျွန်တော်ရဲ့တကယ်အဖြစ်မှန်ကိုတီလားမတီလားတော့မသိဘူးသူတို့စိတ်ထဲမှာတော့ဒီကောင်လေးက confident မရှိလို့အာ ဒီတိုင်းခြေတွေလက်တွေတုံပြီးတော့ဒူးတွေတုံနေတာလည်းအဖြစ်အဖြစ်ပဲဗောနော်အတန်တွေဘာတွေဘာကဲ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 အဲ့တွေဖြစ်တယ်အမှန်ကန်မဟုတ်ဘူးသူတို့ကအဲကွန်ရှော့တော့ညာလဲအာဘယ်လိုပြောမလဲအလုံးကဟိုးအရင်ကလေးကဖွင့်ထားတဲ့အေးအေးဓာတ်တွေကရှိတယ်ဗျပြီးတော့ကျတော့ကိုကလုံးဝဟိုဘာတွေဖြစ်နေတဲ့ချိန်ကျတော့ဆိုးရွှဲနေတဲ့ချိန်ကျတော့အဲ့ဒီမှာသူတို့မေးသမျှအသိဟိုစ조사ပြီးဖြေတော့ညာလဲကိုယ့်ရဲ့ impression ကဗောနော် confident မရှိတဲ့ပုံစံနည်းနည်းဖြစ်တယ်ဗော အဲ့တော့ကြတော့ကျွန်တော်အကြံပေးခြင်းတဲ့ tips ကတော့ဟိုမှာကိုကဟိုဟာမျိုးပေါ့ကိုသွားမဲ့ interview သွားဖြေတော့မယ်ဆို weather focus ကိုလည်းနည်းနည်းကြည့်သွားပါပေါ့နောက်ပြီးဝိုင်းဟိုထီးကြီးကြီးယူပါပေါ့ဗောနကျွန်တော်ကတော့ထီးပါတော့ညာလဲထီးကပုံမှန် size အာနောက်အရန်ကြီးတိတ်မကြီးတဲ့အချိန်ကြတော့ဒီလိုမျိုးမိုးလေအရန်တဲတဲ့အချိန်ကြတော့မနိုင်ဘူးပေါ့โอเค ဒါကတော့ကျွန်တော်ရဲ့ worst experience ပေါ့နော်အဲ့ဒီအလုံးနဲ့လည်းမရလိုက်ပါဘူးသူတို့စိတ်ထဲမှာကျွန်တော်သူတို့ impression မှာကျွန်တော်ကရန် confident မရှိဘူးတိတ်ပြီးတော့ယုံကြည်မှုမရှိဘူးလို့ထင်ကောင်းလဲထင်နိုင်မှာပေါ့နော်အဲ့လိုမျိုးပလုံးက impression ကြီးကရန် down တော့နောက်ထပ် experience တစ်ခုอ่ะပါလဲဆိုတော့အဲ့ဒီပထမအလုံးမှာမရတဲ့အချိန်ကျတော့ကျွန်တော်ဆက်လျှောက်ဆက်လျှောက်ဆက်လျှောက်ပေါ့နော်ဆက်လျှောက်ပြီးတဲ့အချိန်ကျတော့အဲထားပါတော့ဒီအချိန်ဟို10ရက် 15ရက်လောက်ကြာတဲ့အချိန်မှာနောက်တဲ့ interview တစ်ခုထည့်ရတယ်ဟို interview ရတော့မဟုတ်ဘူး invitation for invitation ပေါ့အဲဒီ interview လာလို့ရမလားဘူး interview လာလို့လာလို့ရမလားဆိုတော့ကျွန်တော်ကလည်းအာပြောတာပေါ့ okay ပေါ့အဲ့ဒါဆိုလာခဲ့မယ်ပေါ့ဘယ်လိုလာရမလဲဆိုကျွန်တော်မှတ်မိတယ် Jurong East MRT နားမှာဒီဟိုအမျိုးရှိတယ် NTUC Fair Price တခုရှိတယ်အဲ့ဒီနားက building တခုကိုကျွန်တော်သွားရတယ်ဗျ အဲ့နာသွားလဲသွားပြီးတော့အဲ့ဟိုသူတို့ပြောတဲ့ address ကိုကျွန်တော်ကသွားရအောင်သွားတော့ကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒါအမှန်ငယ်က तू က agency လို့သဘောမျိုးပေါ့ဗျာ job agency လို့သဘောမျိုးသူကနေပြီးတော့ကျွန်တော်ဟိုကျွန်တော်စိတ်ထဲမှာတော့အဲ့တော့ agency ကခုံမဲ့လဲလဲမသိကျွန်တော်သွားသွားပြီးတော့ဘာဖြစ်လဲဆိုတော့သူကနေဩအေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီကိုကိုရဲ့ profile ကိုကိုရဲ့ CV ကိုကြည့်ကြည့်ပြီးတော့အေးဒါဆိုရင်လည်းမင်းငါတို့ဒီမှာတဲ့ account တစ်ခုဖွင့်ရမယ်တဲ့ အဲအဲ့ account တစ်ခုဖွင့်ပေါ့ဖွင့်နေဆို account ဖွင့်ကတော့20 dollars လား50 dollars လားမသိဘူး20လား50လားမသိဘူးပြအာစင်ကာပူဒေါ်လာနဲ့အဲ့ဒီဟာဖွင့်ဖွင့်ပြီးသွားရင်အဲ့ဒီအထည်က job တွေကိုရှောက်တယ်ဟုတ်ကဲ့ပေါ့အာကျွန်တော်စိတ်ထဲမှာ20 dollar 50 dollar ဆိုတာဟိုအရင်ဈေးမကြည့်ဘူးဗျအဲ့တော့ကျတော့ okay ဆိုပြီးတော့ဟိုအဲ့တော့ payment ပေးလိုက်တယ်20ကျွန်တော်ထင်တယ်20လား50လားမသိဘူးတေချာတော့မမမီတော့ အဲ့လိုပေးပေးပြီးတော့じゃတော့โอเคပေါ့သူတို့ကို account တစ်ခုဖွင့်ပေးတယ်အဲ့နဲ့အိမ်ပြန်ရောက်လာရောက်လာပြီးတော့အဲ့ဒီ account เนี่ยသူတို့ရဲ့ account ဆိုလိုတဲ့သဘောကဗျာသူတို့ job portal ပေါ့သူတို့ agency ကနေပြီးတော့ဒီထွင်ထားတဲ့ job portal ရှိတယ်အဲ့ဒီတွေကိုကိုကို account တစ်ခုဖွင့်ပေးလိုက်တယ်ပေါ့เนาะ account ဖွင့်ကအနေနဲ့20 50လောက်ပေးရတယ်အဲ့နဲ့အိမ်ရောက်လာတော့ကြည့်တော့လေသူ job portal ဆုတ်ပြတ်နေတယ်သိတယ်ဒီအမှလည်းဘာမှ job ကအရင်အရင်အသိမရှိဘူး အရင်အသိမရှိပဲနဲ့ကိုကအလကားနေနေဟိုလှုပ်ရှားနေတဲ့ကာလမွဲတည်နေတဲ့ကာလမှာကိုဘာပတ်စံကုံသွားပြီးတော့ဘာမှမဖြစ်ဖဲနဲ့အဲ့လိုခံလိုက်ရတယ်ပေါ့နော်ဒါကျွန်တော်အတွက်က20ထားပါတော့20 30ဒေါ်လာပဲဒါတချို့ဆိုရင်အများကြီးပေးလိုက်ရတဲ့ agency တွေလည်းရှိတယ်အဲ့လိုဂျင်းသေးတဲ့ဟာတွေပေါ့နော်အာဟိုမှာ900ပေးရတာတို့1000ပေးရတာတို့ကျွန်တော်လို similar experience ကိုပဲအ ဲတော့ကျတော့ကျွန်တော်လှူရှာတဲ့သူတွေကိုတတိပြုစေချင်တာကကိုကဒီစင်ကူမှာလှူလာရှာတယ်ဆိုတဲ့အချိန်မှာဟိုကျွန်တော်သဘောပေါက်တယ်ဥမာကိုကလည်း rush ဖြစ်နေတာပေါ့နော် agency ရှိတယ်ဆိုတော့သဘောပေါက်တယ်အကိုကအလုပ်မြန်မြန်ရမှရှိရမယ်ဆိုတော့ဟိုလိုမျိုး stress မျိုးရှိတယ်သို့တော့အာဒီလိုမျိုးအလုပ် interview တွေကိုတေချာတတိထားပြီးတော့အစီအစဉ်ကြပါလို့တတိပေးလိုပါတယ်အားလုံးပဲ bye bye